။ဒေသင်ရှင်နဲ့ကဘာတသိန်းဘဝတလျှောက်မှာမွေးမွေးချင်းစကားပြောတာသုံးဘဝရှိတယ်။ဘောတရဇတ်တော်ရဲ့ဥတန္တရာမင်းရဲ့မေရမရဲ့ဘိုက်ကဝမ်ဘိုက်ကမွေးတော့ငါရဲ့။အလောင်းတော်တိတ်တရမင်းသားဘဝမှာပြောခဲ့တယ်။ဘောတရဇတ်တော်မှာရှေးကုမဲ့လက်ထဲမှာရှေးလေးကန်ပြီးတော့ဝတ္တန္တရာမင်းကြီးရဲ့ဇတ်ဝတ္တန္တရာမင်းရဲ့ဘဝမှာလှူမယ်ပေးမယ်အခသိတ္တရာမင်းသားရဲ့ဘဝမှာ ဲကောအမသမီးလို့မွေးမွေးချင်းဝေးတဲ့နေတော့ပြောခဲ့တယ်ဝေးတော့ငါမြေလင်းမြေတွေလောက်ခဲ့တယ်ပြောခဲ့တယ်အဲကောအမသမီးဒီလိုဒီလိုဒီလိုလေးဒီလိုလေးဒီလိုဒီလိုဒီလိုလေးကာမလောကရူပလောကအရူပလောကလောကသုံးပါးကိုသူပါဇက်လေးသူပိတ်လိုက်တယ်အဲ့တော့နိဗ္ဗာန်လေးနိဗ္ဗာန်ဧကောဓမောဓမ္မောဓမ္မောဓမ္မောမလာဘူးလူဒီလိုမလာဘူးအဲ့သုံးခုဒီလိုပိတ်တာသုံးခုဒီလိုမလာဘူးဒီလိုပိတ်တာသုံးခုဒီလိုပိတ်လိုက်တာ ကာမလောကရူပလောကအရူပလောကလောကသုံးခုပိတ်လိုက်လက်ညှိုးဒူထောင်းတယ်နိဗ္ဗာန်ကိုသွားမှာကာမရူပအရူပအဲ့လောကသုံးခုသုံးခုသူပိတ်လိုက်ပိတ်တော့လက်ညှိုးထောင်းတော့ဘုရားဖရာပုံနာလေးအေကောအမသမီးဒူဒူလေးအေကောအမသမီးတက်ခောတက်တော်အမသမီးဇေတော်အမသမီးလောကသားလောကမှာငါအကြီးဆုံးအမြတ်ဆုံးအယမန္တိမဇာတိနတ်တိတန်ဒီပုဏ္ဏဘောလို့ဘုန်းကြီးအဲ့ဒီတော့ကပြောခဲ့တဲ့စကားကိုထပ်ပြောတယ်အယမန္တိမဇာတိ အယံဇာတိဤဇာတိသည်အန္တိမနောက်ဆုံးမှာကွယ်လို့ရဲ့နတ္တိဓာဏိပုဏ္ဏဘောနောက်တဲ့ဘဝဓမ္မမရှိတော့ကောင်းလိုက်တဲ့စကားသူတွေကသွားအောင်ပဲကွယ်ဘဝသုံးမှာဟုံးဝန်းသွားသည်ယထာတန်တရားရင်းဆက်ကြဆိုရာတို့ကသွားအောင်မှာကွာမခီးဥွေးကြံသေးတယ်ကွယ်ဘုရားပြောနတ္တိဓာဏိပုဏ္ဏဘောတဲ့ခုနကမော့ကြည့်